ဟုတ်လို့မင်္ဂလာပါရှင်။ဒီမှာအပြုမူရဲ့အကြောင်း behavior အကြောင်းလေးကိုဆွေးနွေးနေတာပါ။ယနေ့မှလည်းပဲဆန်လွဲနေတဲ့အပြုမူတွေပေါ့နော်။နောက်တစ်ခုပေါ့နော်။ဒီ disorder ပေါ့နော်။ဒီအပြုမူဆိုင်ရာတကယ်ကိုပေါ့ဟိုအများကြီးသူ့ကိုပြုရင်ပြောင်းလဲဖို့လိုအပ်တဲ့အခြေအနေလေးတွေအကြောင်းကိုကျွန်မဆွေးနွေးပေးမှာပါ။ဒီမှာဆိုရင် space space learning difficulty သူကတင်ယူမှုမှာကိုပဲသူက ခက်ခဲရှိနေတဲ့ကလေးမျိုးတွေပေါ့နော်ဒါမျိုးတွေကကြတော့ဟိုရှားတော့ရှားတယ်ရှိနေပါတယ်ဒီလိုမျိုးခြေနေမျိုးတွေမှာလည်းပြုပြင်မှုတွေအစောပိုင်းကိုပဲစောနိုင်သမျှစောစောဟိုပြုပြင်ပြီးတော့ပေးမယ်သိရှိမယ်ဆိုရင်ကောင်းမွန်တဲ့ပုံမှန်ကလေးတွေနဲ့ဟိုပေါ့နော်ပုံမှန်ကလေးတွေနဲ့အတူပေါ့နော်ဒါသူ့ရဲ့ဖွံ့ဖြိုးမှုတွေရရှိအောင်ဆောင်ရွက်ပေးလို့ရပါတယ်။အဲ့တော့ဒီမှာကနေဆွေးနွေး ပေးသွားမယ့်ကြားရလေးဟာဘလို့ကလေးမျိုးတွေမှာပြုမှုဆိုင်ရာပြဿနာတွေကိုပုံမတွေ့ရှိရပါတယ်တဲ့အဲ့ဒါကတော့ပေါ့နော်ဒီမှာဆိုရင်ဟိုအပြုမှုဆိုင်ရာဆန်လွဲနေတဲ့သူတွေ disorder ကလေးတွေဟာပြုမှုဆိုင်ရာပြဿနာတွေကိုပြသနေတယ်တဲ့အဲ့ဒါဘလို့ကလေးမျိုးတွေလို့ဆိုရင် attention ဒီပေါ့နော် तू attention မှာသူ့ရဲ့အာယုံစူးစိုက်မှုမှာ तू ဟာ hyperactive ဖြစ်နေရအတွက်လုံးနေရပေါ့နော် ဟို ADHD ကလေးတွေ ADHD ကလေးတွေကကြတော့အတွက်လွန်းနေတာဟိုပုံမှန်တဲ့ကို ပို့ပြီးတော့အငိမ့်ငုံးမနေနိုင်တာသူကအဲ့လိုပဲအတန်းနဲ့ဟိုမှာဆက်သူနဲ့ဟိုပုံမှန်ကလေးတွေနဲ့အတူတူထားပြီးတော့စာတင်မယ်ဆိုရင်သူကသူ့နေရာသူ့ကိုပဲငိမ့်ငိမ့်ထိုင်းမနေနိုင်ပို့သွားလိုက်ဒီသွားနိုင်နေပေါ့နော်တကြောင်လုံးကိုအနှံ့သွားနေတာမိမိစာတင်ခန်းထဲမှာလည်းမိမိမနေတတ်ကြဘူးပေါ့နော်အဲ့လိုမျိုးတကယ်ကိုပဲဟိုအငိမ့်ငုံးနေလို့မရဘူးသူကသူ့ရဲ့ခန္ဓာကိုယ်မှာရှိရဲ့ဟိုပေါ့နော် တကယ်ကိုပဲအားရင်တွေကိုပဲလေဟိုကုန်ခန်းသွားအောင်ပေါ့နော်တကယ်ကိုအားနေသွားလာအောင်ဒီကိုပဲအရန်ကိုအတွက်လုံနေကလေးမျိုးကြီးရှိပါတယ်ဒါကကြတော့ तू က ADHD ကလေးတွေပါနောက်တစ်ခုကကြတော့ origin နေ origin spectrum disorder ASD ကလေးတွေဆိုပြီးတော့လည်းရှိမယ်နောက်ပြီးတော့ anxiety disorder ကလေးတွေရှိမယ်နောက်တစ်ခုကကြတော့ bipolar disorder ကလေးမျိုးတွေလည်းရှိမယ် depression depression ဆိုပြီးတော့နော်စိတ်ကျတဲ့ ဒီပေါ်စိတ်အခြေအနေမျိုးကိုခံစားနေရတယ်လွန်မင်းစွာပေါ့နော်စိတ်ကြတဲ့စိတ်အခြေအနေမျိုးနေမျိုးကိုခံစားနေရတဲ့ကလေးတွေရှိမယ် emotional behavior disorder emotional အဲစိတ်လှုပ်ရှားခံစားမှုဆိုင်ရာမှာဆန်လွဲနေတဲ့ကလေးတွေပေါ့နော်အဲမျိုးတွေလည်းရှိနိုင်မယ်နောက်တစ်ခု learning problems အဲဒီသင်ယူရတဲ့အခါမှာတကယ်ကို အခက်ခဲပြဿနာတွေရှိနေနိုင်မျိုးတဲ့ဆန်လွဲပုံမှန်ကလေးနဲ့မတူတဲ့ပေါ့နော်ဆန်လွဲတဲ့အပြုမှုဆိုင်ရာရှိနေတဲ့ကလေးတွေရှိမယ်နောက်တစ်ခုကကြတော့ဒါကကြတော့ ODD ကြတော့ oppositional defense disorder သူတို့ကကြတော့အဲတခြားသူတွေနဲ့ဟိုဘယ်လိုပြောလို့မတွေးဘူးတော့အတွေးချင်းကမတူဘူးပေါ့နော်အများနဲ့ဆန့်ကျင်ဘက်တွေဤတွေးတာလုံးလို့ရှိရင်လည်းဆန့်ကျင်ဘက်တွေလုပ်တယ်ပြုမှုတော့ကြလည်းဆန့်ကျင်ဘက်တွေပြုမှုတယ်ပေါ့နော်ဒီလိုမျိုးပေါ့နော် disorder တွေမျိုးစုံရှိပါတယ် အဲ့ဒီမျိုးစုံမှလည်းပုံပေါ့နော်သူတို့ဒီပညာရှင်ကြီးတွေရဲ့လေ့လာချက်တွေအရပေါ့နော်အဲတမျိုးတည်းဆိုလို့ရှိရင်စောစောစီစီပြုပြင်မယ်အဲစိတ်ရှည်ရှည်နဲ့ပြုပြင်ပေးရင်ပုံမှန်ကလေးတွေလိုပဲတည်ယူနိုင်တဲ့အခြေအနေကိုရောက်ရှိနိုင်ပါတယ်အဲအဲ့ဒီမှာကြတော့ပေါ့နော်နှစ်မျိုးပေါ့ရောနေတယ် combination ဖြစ်နေပဲ complicated တွေဖြစ်နေမယ်ဆိုရင်ကြတော့ နည်းနည်းတော့ခက်ခဲမယ်ဘလို့ပုံစံမျိုးနဲ့ပြုပြင်ရမလို့ဆိုတာဒီအစားမှာပေါ့နော်စီစဉ်ဆောင်ရွက်ရတာ မျိုးတွေအဆက်မှာခက်ခဲမှုတွေတော့ရှိနေနေပေါ့နော်ဥပမာပေါ့နော်ဒီမှာဆို ADHD အတွက်လွန်နေတဲ့ကလေး ADHD ပုံစံတွေပေါ့နော်ရှိနေတဲ့အခြေအနေနဲ့နောက်တစ်ခါ ODD ပုံစံနဲ့သွားရောနေမယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ဒီကေဒီလိုမျိုးရောနေတဲ့ complicated ဖြစ်နေတဲ့ကလေးတွေကို ပြုပြင်ပေးမယ်သူတို့ရဲ့အပြုမှုတွေကိုပုံမှန်ကလေးတွေနဲ့အတူတူဖြစ်လာအောင် ဆောင်ရွက်မယ်ဆိုရင်ခက်ခဲတဲ့အခြေအနေတော့ရရှိနိုင်တယ်သို့တော်ညာလည်း ဟိုဒတိုင်းလွတ်ထားလို့တော့မဖြစ်ပါဘူးပြုရင်ပေးရမှာပါကျမရဲ့ဟိုအတွေ့အကြုံကျမအတွေ့အကြုံတွေဆိုတချို့ကလေးတွေဆိုတာပေါ့နော်ဟိုပြုပြင်ပေးလို့ရှိရင်ငငယ်မှာပြုပြင်ပေးလို့ရှိရင်တို့ကပုံမှန်ဖြစ်သွားနိုင်တယ်သို့တော်ညာလဲဒါမျိုးတွေကိုပေါ့နော်ဟိုဒါကတော့ဝိညာဏကဏ္ဍပဲအဲဒါကကြတော့တိုက်ကလာလို့စသည်ဖြင့်ပေါ့နော်အဲ့လိုတွေပေါ့နော်ရှီယိုအယူစတွေနဲ့ဟိုဒီတိုင်းလေးထားလိုက်တဲ့အခါမှာ တို့တွေကတပြေးပြေးနဲ့တပြေးပြေးနဲ့ဘာဖြစ်သွားလဲစုပ်ယုပ်သွားပြီးတော့ပေါ့နော်ဟိုအယွမ်းတကယ်ကိုပေါ့နော်ငငယ်နဲ့ပဲအသက်ဆုံးရှုံးသွားရတဲ့သူတွေရှိရဲ့တချို့ကြတော့လည်းအသက်မဆုံးရှုံးတော့ညာလည်းပဲပုံမှန်လူတွေနဲ့အတူတူသူနေနိုင်တဲ့အဆင့်ကိုမရှိဘူးပေါ့နော်ဒါဒီလိုမျိုးပြဿနာရှိတဲ့ကလေးတွေကိုပြုပြင်လို့ရတယ်ဆိုတဲ့အခြေခံအတိလေးတွေမရှိတဲ့အခါမှာဟိုမလိုလားတဲ့ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ဒါကြောင့်ဒီလိုမျိုးပေါ်တော့ပုံအပြုအမူတွေကပုံမှန်ကလေးလို့မဟုတ်ဘူးဆန်လွဲနေတဲ့ disorder တွေတွေ့နိုင်ပါတယ်။သို့တော်ညာလည်းအဲ့ဒီကလူကလေးမျိုးတွေကိုပြုပြင်ပေးလို့ရပါတယ်ဆိုတာလေးကိုပြုပြင်ပေးရင်အချိန်တစ်ခုတော့ယူရတာပေါ့နော်။ဟို ချက်ချင်းတော့တတ်မရဘူး။လနှစ်ချီပြီးတော့စိတ်ရှည်ရှည်ပေါ့နော်။မိပါတယ်ဆွေမျိုးသားချင်းတွေကနေပြီးတော့ပြုပြင်ပေးနေ ဒါကယူဆိုင်မှုတွေပေးမယ်သူ့ကိုဒီကကုသမှုတွေပေးမယ်ဆိုရင်အာမန်သူ့ရဲ့ဘဝမှာပေါ့နော်မိမိကိုကိုမိမိတာမိမိရဲ့အခြေအနေကိုမိမိထိန်းသိမ်းနိုင်တဲ့ဟိုအခြေအနေမျိုးရရှိသွားအောင်ဒါဆောင်ရွက်လို့ရပါတယ်ဒီမှာဆိုရင်ခုနပေါ့နော်ခုနတမျိုးတည်းရှိနေတဲ့ data တမျိုးတည်းရှိနေတဲ့ disorder ကလေးတွေစံလွဲနေတဲ့ပြုမှုကလေးတွေအရပြုမြင်ရတာပို့ပြီးတော့လွယ်ကူတယ်သို့တော်ညာလည်း ဟိုဒီကတော့စနစ်တကျတော့ပြုပြင်ပေးရတာပါအဲ့လိုမျိုးမဟုတ်ဘဲနဲ့ပေါ့နော်နှမျိုးရောနေတဲ့ကလေးတွေခု ADHD ကလေးတွေ ODD ကလေး ODD နဲ့ ADHD နဲ့ရောနေတယ်ဆိုပါဆိုဒီမှာဆိုရင်ဟိုပညာရှင်ကြီးရဲ့လေ့လာချက်မှာဆိုရင် ADHD 10ယောက်မှာ ODD နဲ့ရောနေတဲ့ကလေးက၄ယောက်လောက်ရှိတယ်တဲ့ဒီလိုမျိုးကိုကိုမိုင်း complicated ဖြစ်နေပြီဆိုရင်တော့ဟော တို့ရဲ့အပြုအမူကြည့်ပြီးတော့ပေါ့နော်ဒါဒီ psychotherapy တွေနဲ့အတိုင်ပင်ပြီးတော့မှဒါမျိုးတွေကိုပေါ့နော်ဒါပြုပြင်ရတာပါဆောင်ရွက်မှုတွေလုပ်ရတာပါဟိုဒီလိုမျိုးကလေးတွေကိုတချို့အမြင်နဲ့ဆေးတိုက်လိုက်ရင်ရမယ်လို့မြင်တတ်ကြတယ်ဆေးတိုက်တိုင်းမရပါဘူးဆေးဆိုတာကအင်မတန်ကိုလိုအပ်မှပဲဆေးကျွေးတာပါကျန်တာကကြတော့ဒီအုတ်ထင်းသူတွေလူကြီးမိဘတွေရဲ့အဲကူညီဆောက်ရှောက်မှု ပြုပြင်မှုဒါမျိုးတွေနဲ့ပဲ ပုံမှန်ဖြစ်အောင်စီစဉ်ဆောင်ရွက်ကြတာပါနောက်ပိုင်းမှာကျမဒီလိုမျိုးပေါ့နော်အနုလေးအနုသဘောဆောင်တဲ့အပြုအမူတွေကိုဘယ်လိုပြုပြင်မလို့ဆိုတာလေးတွေကျမဆွေးနွေးရတဲ့မှာပါသွားမှာပါအဲ့တော့ဒီလိုမျိုးအခြေအနေကလေးလေးတွေလည်းရှိနိုင်တယ်အပြုအမူဆိုင်ရာပြဿနာတွေဟိုဒီလိုမျိုးတွေ့ရှိနိုင်တဲ့ကလေးမျိုးတွေရှိနိုင်တယ်ဆိုတာလေးကိုကျမပထမဆုံးဒီမှာဆွေးနွေးပေးခြင်းဖြစ်ပါတယ်အဲ့တော့ကြာတော့ဒါကတော့တကယ်ကိုပဲပေါ့နော်ဟိုအချိန်တစ်ခုကို တော်တော်များများယူပြီးတော့ပြုပြင်ရမယ်ကလေးတွေပါဒါကကြတော့ disorder ကလေးတွေပါနောက်တစ်ခုကကြတော့ကျမတို့ခုနအပြုအမူတွေကိုလွှမ်းမိုးနေတဲ့အချက်ကလေးတွေပေါ့နော်အဲ့ဒီမှာတင်ယူမှုအတွေ့အကြုံတွေမိမိရဲ့အတွေ့အကြုံကနေပြီးတော့တင်ယူလိုက်ရတဲ့အတွေ့အကြုံကနေပြီးတော့ပေါ့နော်သူတို့ရဲ့အပြုအမူလေးတွေကိုပြုမှုတတ်ကြတာပါဆရာမကြီးတယောက်ကဆိုရင်သူ့ရဲ့အတွေ့အကြုံလေးကိုကျမတို့ဆွေးနွေးပေးဦးတယ်အဲပေါ့နော်သူ ဒီတေဝဒေတာတခုကိုရောက်သွားတဲ့အခါမှာကလေးလေးတွေကိုပေါ်မေးတာပေါ့အဲတမီးတို့သားတို့ကြည့်ရင်ဘာဖြစ်ချင်နှုံးဆိုကလေးလေးကဒီလိုခေါင်းလေးကိုပုတ်ပြတယ်ဟဲ့ဘာလို့တော့ပေါ့ယောက်ျားလေးတွေရောမိန်းကလေးတွေရောခေါင်းလေးကိုပုတ်ပြတာပေါ့နော်ပုတ်ပြတာပေါ့အဲ့တော့ဘာလို့တော့ပေါ့ဆိုတော့နောက်ရမှာသူတို့ကိုတင်ပေးနေတယ်ဆရာမလေးကတီလာရှင်ဝတ်သွားတာတဲ့အဲ့တော့ဆရာမလေးကတီလာရှင်ဝတ်သွားတော့သူတို့တွေကလည်းဆရာမလေးလိုပဲ တီလာရှင်ဝင့်မယ်ဆိုပြီးတော့ပေါ့နော်သူတို့ကြည်လိုက်ပါလို့မလို့ဆီယမာလေးဝင့်တယ်လို့တီလာရှင်ဝင့်မယ်ပေါ့နော်အဲ့ဒါဘာလို့ဆိုရင်တင်ယူမှုအတွေ့အကြုံကနေပြီးတော့သူတို့ရဲ့ behavior အပြုမူတွေကဖြစ်ပေါ်လာတာဒါချင်းဖြစ်ပါတယ်ဆိုတာကိုကျွန်မကဆွေးနွေးပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုစိတ်ဆော်မှုတွေလည်းစိတ်လှုပ်ရှားခံစားမှုဒီမှာစိတ်ဆော်မှုကိုကျွန်တော်တို့ motivation လို့ပြောမလား drive လို့ပြောမလား drive ကတော့တွန်းအားပေါ့နော် ဟိုအတူတူပါပဲပေါ့နော်စေစော်မှုပါပဲစေစော်မှုတွေနဲ့စိတ်လုံရှားခံစားမှုတွေကနေပြီးတော့အပြုတ်မှုတွေဖြစ်ပေါ်လာတယ်။အဲ့ဒီမှာဆိုရင်ကလေးတွေကမလော်မလျော်ညီတဲ့အပြုတ်မှုတွေကုခစ်မှာအများကြီးဖြစ်ပေါ်လာကြတယ်။ငါတို့တို့တွေတော့ဒါမျိုးတွေမလုပ်တတ်ပါဘူး။ဒီလိုမျိုးတွေမပြုတ်မှုတတ်ပါဘူးလို့လူကြီးမိဘကြီးဆရာသမားတွေကပြောတယ်။အဲ့လိုမျိုးပြောတာကကလေးဆိုတာသူ့အလိုလိုမွေးကြရ ဒီလိုမျိုးထော်တော်ကန်းလန့်အပြုတ်မှုမတက်ပါဘူးခုမှဒီမှာကျမတို့ဥမာတစ်ခုပေးမယ်ပေါ့နော်မိဘတွေကနေပြီးတော့ကျမတို့ဒီ black ဒီကကျမတို့ဟို flin တွေကိုကြည့်မယ်ဆိုရင် black flin တွေကိုကြည့်မယ်ဆိုပါစို့ဒီလိုမျိုး black flin တွေကိုကြည့်တယ်မိဘတွေကကလေးရှင်မှာသွားကြည့်ရဆိုကလေးကဒီလိုမျိုးစိတ်ခံစားမှုတွေရှိတယ် ရှိပြီးတော့အတန်းထဲမှာတဲ့ကလေးလေးတယောက်နဲ့တယောက်ပေါ့နော်အဲ့လိုမျိုးတွေအာရေစားစကားသွားပြောရတာနဲ့စာပေးရတာနဲ့နောက်တခါကလေးတယောက်ကိုပေါ့နော်ဟိုငယ်ငယ်လေးမှဖြစ်တာကိုပြောရတော့သူ့ရဲ့ဒီပါနော်အရွယ်ရောက်လာတဲ့ adolescence ဖြစ်လာလို့မိမိရဲ့စိတ်ကပုံမှန် တိုးတက်လာလို့ဖြစ်တာကိုပြောတာမဟုတ်ဘူးတချို့ကြတော့ငယ်လေးကလေးလေးကိုပဲဘာမှတိတတ်တာမဟုတ်သေးပဲနဲ့ဟိုပဲပေါ့နော်မိဘတွေကကုနာလိုမျိုးပေါ့မကြည့်တဲ့ကားတွေကိုကလေးရှင်မှသွားကြည့်တဲ့အခါမှာကလေးတွေကတခြားကလေးတယောက်ကလက်ကလေးကိုအချိန်အကြာကြီးသွားပြီးတော့ကိုင်းပြီးတော့ပို့နေရအဲ့ဒါဘာလို့လို့ဆိုရင် သူရဲ့တွေးကြုံခံစားရတဲ့ပေါ်မှာမူတည်ပြီးတော့သူ့ရဲ့ behavior ဖြစ်ပေါ်လာတာပါအဲ့တော့ကြတော့ ကောင်းတဲ့အပြုမူတွေပြုမူစေချင်သူတို့ရှေ့မှာကောင်းတဲ့ပုံစံတွေပဲနေထိုင်ပေးရမှာပါဒါဆိုရင်မလျော်ညီတဲ့အပြုမူတွေဖြစ်ပေါ်လာမှာမဟုတ်ပါဘူးရှင်ဒါကြောင့်ကျွန်တော်တို့ဒီကဒီကစေစော်မှုဆို sorry ကျွန်တော်တို့ဒီကအပြုမူ behavior အကြောင်းကိုလေ့လာခြင်းအပြင်ဒီ behavior တွေကဘာလို့ဒီလိုမျိုးတွေဖြစ်ပေါ်လာတာလဲဆိုတာကိုသိရှိလာခြင်းဖြစ်ပါတယ်အဲ့တော့ကြတော့ဒီလိုမျိုးအပြုမူတွေဖြစ်ပေါ်လာခြင်းကသူ့ရဲ့ တည်ယူမှုအတွေ့အကြုံတွေစိတ်ဆော်မှုတွေစိတ်လှုပ်ရှားခံစားမှုတွေကနေပြီးတော့ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အဲ့တော့တည်ယူမှုကောင်းတဲ့အပြုမှုတွေများများဖြစ်ခြင်းသူ့ကိုလည်းကောင်းတဲ့တည်ယူမှုအတွေ့အကြုံတွေပေးရမယ်။ကောင်းတဲ့စိတ်ဆော်မှုတွေစိတ်လှုပ်ရှားခံစားမှုတွေပေးရမယ်။ဒါဆိုရင်ကောင်းမွန်တဲ့ရလဒ်တွေကိုရရှိလာခြင်းမှာပါ။အဲ့တော့ကြတော့ကျွန်တော်တို့တွေပေါ့နော်ဒီကသူတို့ဒီမိမိရဲ့ကလေးတွေရှိမှာလျော်ညီတဲ့သူတို့ကိုဖြစ်စေခြင်းတဲ့ပုံစံမျိုးတွေကိုဆောင်ရွက်ဖို့လိုတယ်ဆိုတာလေးကို ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။နောက်တစ်ခုရင့်ကျက်မှုနဲ့ဗီဇဒါတွေကလည်းပဲအပြုအမူကိုလွှဲနှွမ်းမိုးနေတာပါ။ရင့်ကျက်လာတဲ့အခါမှာရင့်ကျက်တာရင့်ကျက်လာခြင်းနဲ့အတူသူတို့တွေရဲ့အပြုအမူတွေကလည်းပို့ပြီးတော့ကောင်းမွန်လာမယ်။ဗီဇကလည်းပဲဒီအပြုအမူပေါ်မှာလွှမ်းမိုးမှုရှိတယ်ဆိုတာကျွန်မရှေ့ပိုင်းကနေဆွေးနွေးခဲ့တာပါ။အဲအဲ့တော့ကြတော့ကျမတို့အပြုမှုတွေကိုလွှမ်းမိုးနေတဲ့အချက်တွေကိုသိပြီးတည်ယူမှုအတွေ့အကြုံတွေကြောင့်လည်းဖြစ်နိုင်တယ်စေစော်မှုတွေစိတ်လှုပ်ရှားမှုတွေကြောင့်လည်းဖြစ်နိုင်တယ် ရှင်းချက်မှုနဲ့ဗီဇတွေဆိုတဲ့အကြောင်းအရာတွေကြောင့်လည်းအပြုမှုတွေဟာဖြစ်ပေါ်လာနိုင်တယ်ဆိုတာလေးကိုဆွေးနွေးပေးပါရစေရှင်။နောက်တစ်ခုပေါ့နော်အပြုမှုလွှမ်းမိုးနေတဲ့အချက်တွေအားကြတော့ကျွန်မတီးမှုတွေပေါ့နော်တီးမှုမိမိရဲ့အတီထဲမှာဘယ်လောက်ရှိတော့ဒါကကြတော့တကယ်ကိုပေါ့နော်ဒါဟိုနည်းနည်းမကလေးရတခုခုငေးကြည့်နေတာမျိုးတွေပေါ့ဒါငေးကြည့်နေတာမျိုးတွေရှိတတ်တယ်။ဒါမင်းအမိခေါ်လို့ရှိရင်လက်မကြည့်တတ်တဲ့ကလေးတွေရှိမယ်။ ဒါတက်ကတစ်ချိန်လုံးလှုပ်ရဲနေရဟာရဲနေမှာငင်းငင်းဟိုသူကဒီလိုမျိုးလှုပ်ရဲနေမှာဟိုသူကကျင်းဟိုကျင်းတတ်တဲ့ကလေးမျိုးတွေရှိမယ်။ဗဇက်ကနေတစ်ခုခုကိုဝါးနေတတ်တာတွေအော်ဖြစ်နေတတ်တဲ့ကလေးတွေအတန်ကိုအကျယ်ကြီးကျယ်လောင်စွာပြုလုပ်တတ်တဲ့ကလေးတွေလူကြီးတွေစီရနေပြီးတော့ဘာလို့လူကြီးနာကိုမနေဘဲနဲ့ထွက်ပြေးသွားတတ်တဲ့ကလေးတွေအပွေးအဖက်မခံတဲ့ကလေးတွေပေါ့နော်။နောက်တစ်ခုကတက်မတက်ချက်မတက်ဟိုပေါ့နော်။အော်ပြီးတော့တအား ပေါ့နော်သူရဲ့ငိုအားတန်တဲ့ကလေးမျိုးတွေရှိတတ်တယ်တခုခုဆိုလို့ရှိရင်ပောက်ကွဲတယ်ဒေါသပြင်းထန်တတ်တယ်ပစ္စည်းတွေကိုလှုပ်ပစ်ထားပစ်ပေါက်ထားဖြစ်စည်းရာတွေလုပ်တတ်တယ်သူများတွေကို bullying လုပ်တယ်ထွန်းနေထိုးတယ်ကြိုက်တယ်အဲနောက်တကမိမိကိုယ်ကိုနာကျင်အောင်လုပ်တယ်စိတ်တိုးလာလို့ရှိရင်လေကိုကိုကိုထူရင်ထူပြစ်လဲရင်ပြစ်လဲဒါမျိုးတွေလုပ်တတ်တဲ့ကလေးမျိုးတွေလည်းရှိမယ်တယောက်တီ lonely ပဲသူကနေတတ်တဲ့ကလေးမျိုးတွေရှိမယ်ဒီအပြုတ်မှုဆိုင်ရာလက္ခဏာတွေဟာပြနေပြီ ဒီဟာဘယ်ဟာတွေအနှုတ်သဘောဆောင်တဲ့လက္ခဏာတွေတို့ဆိုတာကိုမိမိကိုယ်ကိုယ်တိုင်ကသုံးသပ်ရပါမယ်။ဒါဆိုရင်ဒီလိုအနှုတ်သဘောဆောင်တဲ့လက္ခဏာတွေပြနေခြင်းဟာပေါ့နော်။သူ့မှာသူ့ရဲ့အတွေးဆိုင်ရာသူ့ရဲ့ခံစားမှုဆိုင်ရာဒီမှာလိုအပ်ချက်တွေတခုခုရှိနေလို့ပါ။ဒါတွေကို ကြီးစုလေးလာသုံးသပ်ပြီးတော့ ဒါနှွေးထွေးမှုနဲ့နှွေးထွေးကျင်နာမှုမေတ္တာတရားကိုအခြေခံပြီးတော့ပြုပြင်ပေးဖို့လိုပါတယ်ပြုပြင်လို့ရှိရင်ပုံမှန်ကလေးတွေလိုပဲရှိမှာပါဒီဟာသူတို့တွေရဲ့အခြေအနေလေးတွေကအနုသဘောဆောင်တဲ့လက္ခဏာတွေဖြစ်နေပြီဆိုရင်ပြုပြင်ပေးရမယ်ပြုပြင်ပေးရင်ရရှိမယ်ဒီပြုပြင်ရမှာကြတော့ဒါပုံတာမန်လေးပဲပေါ့နော်တာမန်ပြုပြင်လိုက်လို့ရှိရင်ဒါလေးတွေဟာဟိုဒေါ်လာကြီးနေတဲ့ဟိုပေါ့ပစ္စည်းတွေကိုပြပပြီးဖြည့်စည်းနေတယ်ဆိုလို့ရှိရင်ဒါဆိုရင်သူ့မှာ ကျမတို့ ice pack လေးလို့ပေါ့နော်အပေါ်မှာထွက်ပေါ်လာတဲ့ဒေါသကြီးတာတွေပစ္စည်းတွေဖောက်ခွဲနေတာတွေကသူ့အောက်ခြေမှာခံစားနေရတာဘာတွေရှိနေရတော့သူ့မှာတကယ်ကိုစိတ်ဖိစီးမှုတွေကဘာတွေရှိနေလို့တော့ဒါမှမဟုတ်လိုအပ်ချက်တွေခံသူ့ရဲ့ပေါ့နော်ဒီကခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကဘာတွေရှိနေလို့ဒါမျိုးတွေဒီလိုမျိုးအပြုမူလေးတွေဖြစ်ပေါ်လာတာတော့ဆိုတော့ပြန်လဲသုံးသက်ဖို့လိုပါတယ်ပြန်လဲသုံးသက်ခြင်းအပြင်ပေါ့နော်ပုံမှန် တွေးခေါ်လာအောင်ပုံမှန်ပြုမှုလာအောင်ဆောင်ရွက်ပေးလဲပဲကျွန်တော်တို့ဒီပါပါเนาะဒီလိုမျိုးအနှုတ်သဘောဆောင်တဲ့လက္ခဏာရှိနေတဲ့ကလေးတွေကိုဘလို့နီးလဲနေနေပြုမှုပေးမလို့ဆိုတော့ဟိုပေါ့เนาะဒီပြန်လဲပြီးတော့ပေါ့သူတို့ကို ပြန်လဲကျွန်တော်တို့ဒီအပြုမှုပုံမှန်ဖြစ်တဲ့အပြုမှု behavior တွေဖြစ်ပေါ်လာအောင်သူတို့ကိုဒါလှုပ်ဆောင်ရမယ့်နည်းလမ်းလေးတွေကိုလည်းကျွန်မဆက်ပြီးဆွေးနွေးပေးမှာပါခုန disorder ဆိုပြီးတော့ပေါ့နော်သူ ADHD တွေ autism နေ ODD တွေဆိုပြီးအစတပြေပေါ့နော်ဒီလိုမျိုး disorder ဖြစ်နေတဲ့သူတွေကိုလည်းပြည့်ပြုစုဆောင်ရှောက်ရမယ်နီးလန်းအချို့ကိုလည်းကျွန်မကနေပြီးတော့ဆက်လက်ဆွေးနွေးပေးသွားမှာပါအဲ့တော့ကြတော့အဲဖြစ်ပေါ်လာတဲ့အပြုအမူတွေတိုင်းဟာအကြောင်းရင်းတွေရှိတယ်အဲ့အကြောင်းရင်းတွေကိုစနစ်တကျမှန်ကန်စွာရှာဖွေပြီးတော့ပေါ့နော်ပုံမှန်ဖြစ်တဲ့ပုံမှန်အပြုအမူတွေဖြစ်အောင်ဒါလူကြီးမိဘဆရာသမားတွေကနေပြီးတော့ကုညီမှုပေါင်းများစွာပေးပြီးတော့ပေါ့နော် ပုံမှန်သူတို့ရဲ့အတွေးတွေသူတို့ရဲ့အပြုအမူတွေဟာ မှန်ကန်လာအောင်ဆောင်ရွက်ပေးသွားကြရမှာပါလို့ကျမအနေနဲ့ပြောကြရင်းနဲ့ကျမရဲ့ခဏဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်